အိမ်တော်ရင်းဇလန်းမရဲချင်တာပေါ့ကိုကလည်းတမီးငွေထားတဲ့ခါကျတော့ဟိုအိမ်တော်ရင်းဇလန်းနေမှာအဲ့လိုပေါ့ဟိုတကယ်မိသားစုမိသားစုဇက်အိမ်လေးကောင်းကောင်းလေးရောရဲချင်တယ်ဟိုလိုအချစ်ရေးပါရေးကတွေမဟုတ်ဘူးအဲ့လိုယောက်ျားတစ်ချင်းနေတော့ဟိုဟာလောက်ဖို့ရှိပါတယ်ယောက်ျားတစ်ချင်းနေရကျတော့ကိုကတက်လို့လို့လို့ရရဲဆိုယောက်ျားပဲကွာအင်းချားကြာအနာရယ်လေအဲအဲ့လိုလည်းမပြောပါဘူးနည်းနည်းအခုကဝါနေလို့ဟိုဟာလေနည်းနည်းဟိုဟာဖြစ်နေလို့ဝိတ်တက်နေတော့ခလေးကလည်းအခုမှဟိုဟာဘယ်လိုပြောမလဲရက်တရာမပြည့်သေးဘူးလေလို့ဖြတ်လို့မရသေးဘူး လို့ပြောလိုက်လို့ပြတ်မှာပဲအာလေဘောဆက်ရှင်လောက်လောက်ပေါ့မလို့ကောက်ကိုဝေးချပေါ့နော်ဘလို့ချမလဲပေါ့အဲ့ပေါ်မူတည်ပြီးတော့မှလှိုင်တော့ဟိုလှုပ်ရှင်တာလေးရှင်တော့လုံမယ်ပေါ့မလှိုင်တော့မလှောက်ဆိုတာမဟုတ်ဘူးလှောက်တော့နေရမှာပဲဆိုတော့ကိုလည်းစူပါရီလုံနေရခါကျတော့ကိုကိုအမြဲလှောက်ပါနေမှလည်းစဉ်းနေမှာဆိုတော့လေအလူကဟိုဘယ်လိုထုံးစံအတိုင်းပေါ့နော် နေပြီးတော့မှအလိုရောပြည်ကြောင်းတကအုံစင်ဘလုကနေပြီးတော့မှဒီငနေကိုပြန်ထူထောင်ရေးပြန်လည်ထူထောင်ရေးအတွက်ကိုပေါ့နော်အာငနေလောက်သွားတဲ့နေရာတိုင်းကိုပေါ့နော်အကုန်လုံးကိုမြို့တိုင်းမြို့တိုင်းကိုသွားပြီးတော့မှအာအလူတွေပေါ့အခုဒီမှာရှိတဲ့ပြီးတော့အလူပုံးလေးတွေပေါ့အဲ့အလူပုံးမှာဆိုလို့ရှိရင်အာငွေကြက်တက်မိုးကတသိန်း5000ပေါ့နော်တက်မိုးရှိတဲ့အာပစ္စည်းတွေစပါပါတယ်အဲ့ဒါအကုန်လုံးကိုသွားရောက်ပြီးတော့လူတွေမှာဖြစ်တဲ့အတွက်မီဒီယာနဲ့ဒီပြည်သက်တွေကိုဒါချပြပြီးတော့အသိပေးတဲ့ပွဲလေးပေါ့ရှင့်ဟုတ်ပြီးတော့ဘုန်းကစိုက်ကားသမားတွေကိုလည်းဒါဒီအလူလေးလောက်ပါရှင့်ဟုတ်အဲ့ဒါသမားအိုက် င်တော့မကောင်းပါဘူးအခုကကိုလည်းတည်ရဲဒါပေမဲ့အဲ့လိုပေါ့ကန်လန်းတဲ့ခါကျတော့လေကိုစစ်နိုင်ကဒီဇလန်းလေးဆိုရင်ညီမလေးနဲ့ရိုက်ပါပေါ့နော်အရင်တည်းကတော်တော်ဗီဒီယိုတွေရိုက်ခဲ့ရကိုစစ်နိုင်ကအဲ့လိုမျိုးဟိုပေါ့ရိုက်မယ်ဆိုပြီးတော့အဲ့လိုကန်လန်းကျင်တာဒါပေမဲ့အဲ့တုန်းကမရဖြစ်ခဲ့ဘူးသူမလေးခြေထဲမှာနားလိုက်တာအများကြီးဆိုတော့အခုကျတော့သူဒီဇလန်းတွေကအရင်ဦးဆုံးပေါ့နော်ဒီဇလန်းတွေရိုက်တဲ့အချိန်မှာအဲ့ဒါပြီးမှပေါ်ပါပါတော့ရိုက်တာပေါ့ဆိုတော့အာညီမလေးဒီဟာလေးဖက်ကြည့်ပေါ့နော်လေကိုကြီးညီမလေးမြိုက်တာကြတော့ရေလည်းမြိုက်ချင်တော့ဘူးကိုကကိုလည်းကိုတျောက်ဆောင်တော့ကိုကကိုသဘောမကျဘူးကိုကက ဟိုမလုတ်စင်တော့တဲ့အတွက်ညဒီဘက်မှာဆိုရင်ဒီမှာတချင်းတွေပဲအခုပြန်လုတ်ဖြစ်နေတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့ခဲကိုတချင်းလေးတိုးဆောင်ပေးရယ်ကိုယ့်ကိုဝါသနာပါရတဲ့အတွက်ဓပုံလေးရိုက်တယ်ပေါ့နော်ဆိုတော့ဟိုဇက်ဖတ်ကြည့်လိုက်တဲ့အခါကျတော့လုတ်ရမယ်လုတ်ကွက်လေးတွေရာပေါ့နော်ဟိုနည်းနည်းခက်တာလေးလည်းပါတယ်ဆိုတော့ဒါပေမဲ့ကိုစစ်နိုင်ကအရန်ကိုသူကဟိုဟိုဒီဟာလေးကညီမလေးရေလုတ်ပေးပါညီမလေးနဲ့ဆိုရင်တော့ကိုအဆင်ပြေမှာပို့လိုက်မှာဆိုတော့အဲ့ဒါကိုလည်းပြန်ပြီးရိုက်ကြည့်မယ်ဆိုပြီးတော့ရိုက်ဖြစ်သွားတာပါဟုတ်အဲ့ကားကိုအခုသူပြောမှ ကိုကိုကိုလည်းလှုပ်နေနေကိုရဲ့တားရဲ့တမီးရေပေါ့နော်အဲ့လိုလဲဆိုတော့ねပြန်ဆက်စပြီးတော့ရမပြန်လောက်တာဟိုကပေါ့သူအဲ့အဲ့ရရိုက်ဖို့အတွက်ကိုစစ်နိုင်ကအမအကိုအရင်ဆက်တာမမရတဲ့အမရုပ်ပြောမှမဟုတ်ဘူးနော်အမညမကိုရိုက်ဖို့အတွက်ကိုအာကန်လှမ်းတာပေါ့နော်တန်စင်မောင်လေးကိုသူနဲ့လိုက်မဲ့နေရာလေးတခုမှလည်းပြောလို့ရှိရင်သူ့ကိုတတ်ချိတ်တယ်ဆိုသူကဟိုပွင့်လေပြောဘယ်လိုကအဲ့ဒီကောင်ကညီမတွေမဟုတ်ဘူး ဲ့ပုံမှာအားနာတဲ့ပြိတ္တကိုဟိုမလုံနိုင်ဆိုလို့ရှိရင် အားနာကြရည်เนาะအဲ့ခါကျတော့ဟိုမလုံဖြစ်ဘူးပေါ့เนาะဒါပေမဲ့ဟိုဟာစစ်နိုင်ရလဲဟိုဟာမမီးရဲ့ဟိုဟာအမရဲ့ပေါ့เนาะသူကတန်ဆမောင်းလိုက်မနေရလဲရှိအဓိကမြန်မာဘုဆောင်လေးနေရဖက်လာလေးတွေပေါ့เนาะဒီအဲ့လိုလှပတဲ့ရှုပ်ခွင်းလေးတွေပေါ့เนาะဒီတောတောတဘာဝရဲ့ဆိုတော့အဲ့နဲ့သူ့ကိုပေးတာသူကမှတော့တော့တော့ရိုက်တာမဟုတ်ဘူးပေါ့နော်အဲ့ဒါသူကသူ့အမကနေပြီးတော့ဇက်ကိုဖတ်ကြည့်လိုက်ဟိုဖြစ်တယ်စစ်နိုင်အဲ့ဒီလိုမျိုးရှိအခန်းဆင်းလဲမြရတယ်ကိုယ့်ရဲ့လောက်ကလေးလေးရရတယ်ဆိုတော့ အဲ့အဲ့သူဖတ်ကြည့်ရပါဘောနော်ဖတ်ကြည့်အမတော်မဖတ်ကြည့်လိုက်ဘူးရမဖတ်ကြည့်လိုက်ဘူးဒါပေမဲ့ဒီတိုင်းပဲဟိုရိုက်ဖြစ်ခြင်းလို့ကိုညီမလေးကိုဆင်းလဲကောင်းတယ်လို့တနေရပြောပြောဟာနေရလေးကကောင်းကောင်းလေးကပေးပေးပါတော့ကိုညီမကိုဆိုတော့လေအကိုကကိစ္စမရှိဘူးသိရမတခိုင်းရနခိုင်းရရကိုညီမလေးကြတော့ဘာဖြစ်ဟိုကိုထက်ငယ်တဲ့ညီမလေးဖြစ်တယ်ကိုရကိုညီမကတော့အမြဲကိုရှိမှာတော့မင်းသမီးလေးပေါ့ကိုကအမြဲတင်စားတော့သူ့ကိုနေရကောင်းကောင်းလေးရစေခြင်းတဲ့တော့ကိုအာနေရကောင်းအောင်လုပ်ပြီးတော့ပြောပြီးတော့မှအဲ့ဆင်းကိုဖတ်ခိုင်းလိုက်တယ်သူကဆင်းရမစိုးဘူးဆင်းလဲများတယ်လောက်ကလေးလဲရတယ်ဆိုပြီးတော့မှအိုက်ကောင်ရဖြစ်တာနော်အိုက်ကတော့ဟိုဘိုင်းဖုန်းဆက်တာလေနော်ဟိုမှာတပကံတော့တိုင်းမယ်ဆိုပြီးတော့ ပြီးတော့မမျိုးကလေနည်းနည်းသွားရင်ပို့ပြီးတော့အကုန်ချလဲများတယ်။ဟိုပွင့်လေပြောရင်လေပို့ပြီးတော့စိတ်လဲများတယ်။နေထိုင်အဆက်ဆက်ကြီးရတယ်တကယ်တော့နှုတ်မြတ်သမားတွေကအရန်ပင်မန်းပါတယ်။အဲ့တော့သူ့ပင်မန်းမှာဆိုလို့ကိုရီးယားဒါရီလောက်ခိတ်ပွားပြီ။အဲ့တော့အရန်ပြင်မဲ့တဲ့ခါကျတော့ကိုညီမလေးအစီမပမလားပေါ့နော်အဲ့တော့ဆိုနေရာတည်တော့အရန်ပူတာဒီတော်ပူတဲ့အချိန်အဲ့အချိန်ဆိုတော့လေကိုညီမလေးကိုဒါလေး င်အဆင်ပြေပါမလားဆိုစိတ်ပူနေတဲ့အချိန်ပေါ့နော်ဒါပေမဲ့ तू ကလည်းဟိုသူလောက်ကွက်ပေါ်မှာ तू ကောင်းလို့ကြိုးစားပါတယ်ခက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 ်လည်းမဟုတ်တဲ့တော့ကိုလည်းအဆင်ပြေအောင်တော့ तू လုပ်လိုက်ရတယ်ပေါ့နော်လုံးပတ်နိုင်ရတော့မဟုတ်ပါဘူးကိုလုံးကကိုကကိုဒါလုံးမှဒါဒါဖြစ်မှဘလို့သွားမယ်ဆိုတဲ့ဟာကိုသိထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါပေမဲ့လည်းမလုံးလာဘူးထင်လို့ခက်ကလာကောင်းတော့ကဘီလိုခက်တွေတော့ရိုက်ကြတာအိုင်တီမလုံးရဲဘူးကြောက်တာ မသိတော့မလို့နဲ့မတော့ဘူးတော့မင်းသားနဲ့တွေ့တွေ့တဲ့ခါကြလို့ရှိရင်မကြည့်ရတာတော့ဟိုဟိုမကန်ရရမထိရရတော့မင်းသမီးလည်းအဲ့လိုမျိုးပေါ့တန်ငယ်ချင်းနဲ့မင်းသမီးလည်းတန်ငယ်ချင်းလောက်နေတာမှသူ့ကိုဟဲ့တန်ငယ်ချင်းဆိုပြီးတော့သူ့ကိုပုတ်ဖို့နေတာမှကြောက်တာဟိုကိုယ့်ရဲ့စိတ်နေရာမင်းသမီးရဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါလေးရှိန်တာလည်းရှိတာပေါ့အဲ့လိုဆိုတော့အများကြီးခက်ခဲတယ်အများကြီးနဲ့ဟိုလောက်ဖို့တက်ကိုလောက်ခွက်ရတယ်မလောက်ခက်ရဟိုဟိုစကွတ်မှာစာသားတွေများပြီးတော့ဒယ်လော့တွေများနေကြောက်ပြီးတော့အများကမပြေးပါနဲ့အောင်ပြောရတာကိုရီးယား အဲ့လိုလိုမျိုးအဲ့လိုလိုမျိုးပြောင်းမြက်မေ့တက်တယ်မေ့တာတမျိုးအဲမဟုတ်ဘူးတော့ဟိုကင်မရာကြောက်တယ်တော့ကင်မရာကြီးကြောက်တာအဲ့လိုမျိုးပြီးရင်စားရလည်းအများကြီးတမညာကိုမဟုတ်တဲ့တမညာတကာကြီးအကြောင်းကိုပြောရအောင်ပါလေပြီးလို့ရှိရင်ကိုရဲ့လှရဲ့အန်ကယ်ကလည်းဘယ်လိုမှလည်းမသိကိုကပါဇက်ကပြေးရကြတယ်သိလားဟဲ့ပါဇက်ကဘလို့နေလို့အာတော်တော်တော်ခက်ခက်ခဲခဲနဲ့လောက်ကပြီးမှုအရန်တွင်းရတယ်ကိုမဟုတ်တဲ့တခြားတယောက်ရဲ့မှုကြီးကိုလည်းဟဲ့ဆောင်းတာမလို့ရှိရင်ကိုကလည်းသိရမလားအဲ့လိုကိုကခုကကင်မရာကြီးဖြစ်လို့ရှိရင်ကိုလှရင်လှမလှရင်မလှအဲ့အတိုင်းပဲသွားပဲလဲမညာဘူး အပန်းညိုင်တော့ပြောလို့ရတယ်ဇလေးပိတ်ပြီးတော့ငြိမ်လို့ရတယ်မနှိမ်တက်ဘူးကွာလေအဲ့လိုဆိုကိုနဲ့ SM လေးကွယ်အဲ့လိုဆိုဆိုတော့လေစားလည်းမေ့အုံနောက်ကလည်းမကောင်းဘူးအခုမှသာငါးစီတောက်ပြီးအုံနောက်အရင်ကောင်းနေပြီးတော့ပါတော့ရိုက်တော့ပါဘူးအဲအဲ့လိုလည်းမပြောပါဘူးနည်းနည်းအခုကဝါနေလို့ဟိုပါလေနည်းနည်းဟိုကဖြစ်နေလို့ weight တက်နေတော့ကလေးကလည်းအခုမှဟိုကဟိုပြောမလဲရက်တရာမပြည့်သေးဘူးလေလို့ဖြတ်လို့မရသေးဘူးလို့ဖြတ်လို့မရလို့ပြတ်မှပဲ အာလေဘောဆက်ရှင်လောက်လောက်ပေါ့မလောက်ကောက်ဝေးချပေါ့နော်ဘယ်လိုချမလဲပေါ့အဲ့ပေါ်မူတည်ပြီးတော့မှလှိုင်းတော့ဟိုလှုပ်ရှင်တာလေးရှင်တော့လောက်မယ်ပေါ့မလှိုင်းတော့မလှောက်ဆိုတာမဟုတ်ဘူးလှောက်တော့နေရမှာပဲဒါဆိုတော့ကိုလည်းစူပါရီလုံနေရခါကျတော့ကိုကိုအမြဲလှောက်ပါနေမှလည်းစဉ်းနေမှာဆိုတော့လေအဲ့လိုယောက်ျားတစ်ချင်းနေတော့ဟိုဟာလောက်ဖို့ရှိပါတယ်ယောက်ျားတစ်ချင်းနေရကျတော့ကိုကတက်လို့လုံးလိုက်ရဆိုယောက်ျားပဲကွာတခြားကြာအနာရယ်လေအဲ့နောက်ရင်းဇလန်းမရိုက်ချင်တာပေါ့ကိုကလည်းတမီးငွေထားတဲ့ခါကျတော့ဟိုအဲ့နောက်ရင်းဇလန်းနေမှာအဲ့လိုပေါ့ ဟိုတကယ်မိသားစုမိသားစုဇက်အိမ်လေးကောင်းကောင်းလေးရောရိုက်ချင်တယ်ဟိုလိုအချစ်ရေးပါရေးကတွေမဟုတ်ဘူးဟိုတားသမီးမွေးထားတဲ့ခါမှာမိဘတွေရဲ့ခံစားချက်တားသမီးရဲ့ခံစားချက်ရှိမှာပဲလေအဲ့လိုမျိုးလေးအဲ့လိုကားမျိုးလေးတကယ်ဖြစ်ရမှန်လေးပုံစံမျိုးနဲ့အိမ်တော်ဇက်လေးတော့အဲ့လိုအဲ့လိုဆိုရင်တော့ဟိုလုံနိုင်နေပြီလေကိုကလည်းတကယ်ကလေးမွေးထားဆိုတော့ကိုကလေးကိုကိုလိုဘလိုထိန်းကြတာဘလိုမျိုးတုန်တင်တာတွေမျိုးပေါ့ကောနောက်ပြီးလို့ရှိရင်ကိုကလေးပုံမှာထားတဲ့ငါသမီးတာဆိုရင်ဆိုတဲ့မှုတွေရှိရလေ အဲ့လိုမျိုးလေးဆိုတော့အဲ့လိုကားမျိုးဆိုတော့ရိုက်ချင်တယ်ပေါ့နော်အဲ့တော့ကမ်းလန်းတဲ့ပုံမှာမူတည်ရပါဘောအမနဲ့ကကြတော့အဲ့လိုလုတ်ချင်လားဆိုတော့ အဲ့လိုပေါ့အဲ့လိုမျိုးတော့တကယ်တော့မပြောတတ်ဘူးဒါပေမဲ့အဲ့လိုအမအခုစီစဉ်နေရဲ့ကိုသားကတချင်းနေဆိုရင်တကယ်တော့ရိုက်ပေးဖြစ်တယ်ပေါ့အဲပြီးတော့ကိုကိုရိုင်းနဲ့ကိုသားကတချင်းလေးမှကြိုက်တယ်ဆိုရင်အဲ့တချင်းလေးတမီးကြိုက်တယ်တမီးကျုပ်ဆောင်ကျင်နေဆိုရင်မဆရာခွင့်တောင်းတယ်အမကလည်းအဲ့လိုမျိုးလေးဖရာလေးဆိုရင်နဲ့လိုက်ပါအဲ့အဲ့လိုမျိုးလေးပေါ့မိသားစုဖြစ်နေရဲ့အတွက်အဲတခုခုဆိုလို့ရှိရင်ခုထားပါတော့အဲ့လိုလူပညာရေးတူတူလုပ်ထားတာဆိုလို့ရှိရင်ဒီနေပြည်တော်ရဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးပေါ့ဒီမိသားစုတွေကိုတွဲပြီးတည်ရပါပေါ့ အဲတတ်မောင်ဆိုလို့တချင်းဆိုတတ်တယ်အဲတချင်းဆိုတတ်တဲ့ခါကျတော့ကိုသားကန်ကတော့အကုန်လုံးတည်ပြီးသားဆိုတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲအဲ့လိုမျိုးအကုန်လုံးတူတူသွေးရဲလုပ်ထားတဲ့ခါကျတော့ပြိတက်တည်းကပို့ပြီးတည်လွယ်တာပေါ့အခုဆိုရင်တတ်မောင်ညှို့မြောင်ဝင်ရိုက်တဲ့အတွက်ညှို့မြောင်ဝင်တချင်းကလိုအပ်ချက်တွေအများကြီးထားတဲ့မှာမှာတချင်းတွေကလည်းပေါက်သွားခဲ့တယ်တတ်မောင်လည်းညှို့မြောင်ဝင်တယ်ပြိတက်တည်းအများကြီးကတိပေးကြရဲချစ်ပေးကြရဲပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးလေးတွေပေါ့ဟိုရှေ့လျှောက်လဲအဲ့လိုမျိုးပေါ့ကိုယ့်ကို တကယ်လို့ကန်းလန်းလာတဲ့အခါကိုလုံနိုင်တဲ့အခါပေါ့နော်ဒီမှာခုနပြောသလိုပဲအိုက်တင်ရမ်းမကောက်တဲ့အတွက်တရုတ်ဆောင်တာမှာဒီမှာအာမအမတာဘူးပေါ့နော်အရန်လိုအပ်ချက်တွေရှိလိမ့်မယ်ဒါပေမဲ့အဲ့လိုအားနည်းချက်လေးတွေကိုဖြည့်ပြီးတော့ကြည်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့တမောင်ကတော့တမောင်လုံနိုင်တဲ့လောက်တော့အစွမ်းကုန်စူးစမ်းမှာပေါ့နော်တကယ်လို့ကိုယ်ကန်းလန်းလာတဲ့အခါကျရင်ကိုယ့်ရဲ့လွက်ွက်လေးလေးရရယ်ကိုယ့်ရဲ့နေရာလေးလေးရရယ်ကိုယ်လည်းလုံနိုင်မယ်ဆိုလို့ရှိရင်တော့လုတ်ဖြစ်မှာပါဒါပေမဲ့အခုနောက်ပိုင်းကတော့တမောင်တချင်းတွေဘက်ကိုအားဆိုင်နေရယ်ပေါ့တချင်းဆိုတာလေးတွေဘာလေးကြောက်ကိုယ့်အတွက်ပို့ပြီးအဆင်ပြေတာဖြစ်တဲ့အတွက်အဲ့လိုလည်းမဟုတ်ပါဘူး ပေါ့လို့ဆိုရတာတချင်ကိုတိတော့လေနော်ကြီးချင်တယ်တော့မေးရကြပြီဒါလဲချောင်းရတော့ထနေပါအောင်မယ်ပေါ့မကွက်လေပေါ့မတချင်ကွက်တိရေလေတိရခါကြောင်သူပဲရေးပြရပဲအဲ့ဟိုကအဲ့လိုမျိုးဒါလဲအရှုံးသမားတို့ခေါ်ရဲဆေးဆိုရင်ဆရာတာဟာအောင်ဆရာနေပြီးတော့တချင်အများကြီးကြည့်ရပေါ့ကြည့်ရတွေကဆရာအများကြီးပြရလေဟိုဝယ်ဖို့ကမ်းလိုက်တာပြီးတော့ပြီးကမ်းလိုက်တာဟိုကိုယ့်ရောက်ကြောင်အဲ့လိုတချင်အေးလေးစုစည်းခြင်းတော့အာ ကလေးတင်နေရဆက်ဆက်ဆက်တက်မလေးတင်ဖုန်းဆက်ဆရာလို့ဆရာတဟောင်းဆက်ပြီးတော့ဘီဘီမောင်မားလို့ကိုသားကအမျိုးသမီးပါလို့ဟိုဟာတချင်းလေးဝယ်ခြင်းလို့ဆရာရေးလို့တချင်းလေးဟိုပေါ့နော်ဟိုရောင်းပါပေါ့ဆိုတော့ဆရာအဲ့ဒီတချင်းငါးပုတ်ပြီးငါးပုတ်ပြီးအများကြီးပေါ့နော်ငါးပုတ်မှာအရှုံးသမားကချတဲ့တချင်းတွေရှိတာပေါ့ကြည့်လိုက်တော့အဲ့အရှုံးသမားကိုပေါ်တဲ့တချင်းကိုကောက်ဖွာတာတိလားဟဲတဲ့ဗလားဆရာကဂီတာလေးကော့ကလေးတီးပြီးတော့ပဲပေးရလေပေးရအဲ့ရှင်နားထောင်လိုက်တာဟာယောက်ျားတန်နေဆိုကိုယောက်ျားတန်နေဆိုလို့ရှိရင် တာယာညောင်ဖြစ်မယ်ဆိုခံစားချက်ကရလာရချက်ချင်းကိုဖတ်ကလမ်းမယ်တိတာအဲ့ချိန်မှာကိုကအဲဘာအဆိုလို့ကိုကယောက်ျားကဘာပြောရမလဲသူကမတောက်တတ်တော့လေမမဆိုဘူးတဲ့မမမတောက်တတ်တာဘလို့ခံစားမှာလဲဖဲ့တော့ဝါလေအဲ့တော့ကိုကလည်းမဘူးမအောင်ဆိုပေးအဲ့တော့ငါ့ကိုဆိုပေးငါတောက်တယ်လေငါ့ကိုဆိုပေးဆိုကိုကဝိုင်းဝိုင်းတော့တောက်တော့အဲ့တော့ဝိုင်းလေးတောက်တဲ့ခါကျနည်းနည်းခါကျရင်ယူရဖြစ်တယ်လေအဲ့မှုလေးကိုကသွင်းလို့ရတယ်လေသူကြတာဘာမှမတောက်တဲ့ခါကျဘာမှသွင်းလို့မရဒါပေမဲ့သူကအဆိုးတော့ဆိုတော့အတန်းကကောင်းတယ်လေနော်သူဘယူနာတန်ပါကိုသားကအဲ့တော့ ဲ့ရှုံးသမားရဲ့ခေါ်ရစီအဲ့လိုပဲပုံစံလေးထဲမှာဆိုပြီးတော့မှသူ့သူ့ဆိုခိုင်းတော့သူကသူ့အတန်နဲ့ဆိုပြရဲ့အချိန်မပြန်ဆိုပြရဲ့အချိန်မှာစာသားတွေကထိမိပြီးခန်းစားချက်ကကောင်းနေတော့ကဲမောက်တက်ဆိုပြလိုက်တော့မောင်ရေးဆိုရအောင်တော့ပြောတော့လုံးဝမရဘူးဆိုပြပြောတာဘာလို့ဆိုတော့အဲ့အဲ့ဟိုပေါ့ဒီမူးတဲ့ဟာပါနေတော့လေသိရမလားအဲ့လိုပြောဆိုဘွားလေမိမိမောင်ဝိုင်းပြောတော့ဆက်ပြီးကျွန်မမလှမှာဆိုအဲ့တော့ဟိုအဓိကကတော့ပြည်ရွေးပေးလိုက်တယ်ရွေးပေးလိုက်တဲ့ချင်းလေးကလည်းအာလွဲဖြစ်ပေါ့နော်ပြိတ်သက်ခံစားပြီးတော့မှအားပေးရတဲ့အရန်ဝတ်တာရယ် ဒီတစ်ချိန်လေးကလည်းပြန်ပြီးတော့မှဟိုဘယ်လိုပြောမလဲကိုသားကတော့ကောပေါ့နော်ဒီ YouTube ကဝင်ဝင်ရောအခုလည်း MTV တော့မရဲကသေးဘူးတချို့ရုပ်ရှင်ကားကြီးကလာပြီးတော့ကမ်းလိုက်နိုင်လည်းရှိရပေါ့နော် PDF ရပါတယ်ကိုယောက်ျားရဲ့အတန်လေးနဲ့ကိုရွေးချက်ပေးလိုက်တာတပည့်ကတခုတော့ရှိရကိုသားကလည်းကန်ဆက်တယ်စပြီးကြိုက်ခရဲကဟိုဖွင့်လေပြောရင်ကိုရီးယားအရင်တော့ဟိုဘယ်လိုပြောမလဲအမိုက်စားမော်ရယ်နဲ့လာဆိုတော့ရကြလေးတွေပြိတက်များတာလေအကြလေးကြီးအမပေးတော့ဘူးလားဒါမျိုးကစိုက်ကိုဖြစ်တာလေဒါပေမဲ့ဘောရဘောရင်းနေတမဆိုတော့မလိန်တဘူးလေနော်အဲ့လိုဆိုတော့ ပို့တင်လိုက်တယ်။အင်တာဗျူးမေးရောလည်းဖြေချလိုက်တယ်ကွယ်။အဲ့တော့အကောင်လေးနဲ့အဲ့လိုကြိုက်တယ်ပို့ဆိုပြီးတော့စတင်ဖြစ်ပေါ့။အဲ့တော့အဲ့မှာတည်းကပရိသတ်တွေကကိုယ့်ကိုဟိုလက်ခံပေးတယ်။ဒါပေမဲ့ကိုတန်းကဖန်တွေတော့အားနာပါတယ်။ကိုတန်းကဖန်တွေကလက်မခံဘူး။အခုကလက်မကန်ကြရလက်ခံလိုက်ရပါပြီကလေးနှစ်ယောက်ရပါပါပြီရှင်အားရဲအဲ့လေဟောလက်ပြကြပါဦးဒါကတော့ပုံမှန်လေးပြရလေဒါတူတူကိုကိုပါအောင်မြင်နေတဲ့ကိုထက်လေလင်းလင်းလောက်ငယ်အောင်ကိုသားငယ်အောင်မြင်နေအောင်သူလည်းဗာရဲသူ့အောင်သူပေါက်တဲ့တခြင်းလေးနဲ့အောင်မြင်နားတဲ့ကောင်းလေးဖြစ်တဲ့အတွက် သူပြိတက်တွေရှိရဲသူဖန်တွေရှိရဲသူနှမျောတာပေါ့သူတို့ကိုကိုလေးကိုဆွေလက်နှမျောမှာပဲလေအဲ့လိုဆိုတော့အဲ့ဒီအပေါ်မှာအာအခုကြတော့ဟိုဘယ်လိုပြောမလဲဟုတ်လေပြပြလေသူတို့ကိုကိုနှမျောမှာပဲသူတို့ကိုကိုဖန်တွေကနှမျောမှာပဲလေကိုတန်းကဖန်တွေကအဲ့လိုဆိုတော့ဟိုဘယ်လိုပြောမလဲလေအဲ့နောက်ကြဖို့ဆိုတာချက်ချင်းကြီးတွေဖြစ်စေချင်ဘူးပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နောက်မနောက်ပိုင်းကြတယ်သူကလည်းသူအဆင်ပြေသွားတာပဲခုကလင်းမြောင်းအောင်ရနေပါလေရှင်းနေထိန်းနေရပြီလေ အာကမ်းလာလာဘယ်နဲ့ဖြတ်ပြီးနည်းနည်းပေးပြနေတာသူအမြဲတမ်းဒီတချင်းကိုတော်တချင်းနေဆိုလို့ရှိရင်ဘီမောင်ကအဲ့လိုသူကသူ့ရဲ့အဲ့လိုသူနဲ့ရိုက်နေလေသူရွေးတဲ့ခါကျရင်သူ့မောင်နေသူ့ညီမရေသူပို့ပြီးတော့သူရိုက်စီသူကပေးတယ်ပေါ့အခုလည်းစင်နီမြတ်ကကြာတော့တမောင်နဲ့တငယ်ချင်းသူနဲ့ဆိုလဲစင်နီမြတ်လည်းချစ်လို့အဲ့လိုဆိုစင်နီမြတ်နဲ့အငယ်ကောင်နဲ့ကိုသူရိုက်ဖို့အတွက်ရှာထားတယ်ပေါ့အဲ့တချင်းအဓိကကဘယ်ကလေး မင်းသမီးမင်းသားကြီးလို့ရှိရင်တော့ပွင့်လေပြပွင့်ရလို့ကိုကူစားပေးရသိရမလားဒါပေမဲ့လည်းဟိုပေါ့သူ့ညာနဲ့သူပေါ့ဥမာတယ်လီဖုန်းလေးရိုက်မယ်ဆိုလည်းဘယ်မင်းသားကောင်းလဲ ကမောင်လေးမျိုးကဘယ်မင်းလေးကြီးကောင်းလဲအဲ့လိုမျိုးဆိုတော့ဟိုအခုလည်းဒီပုံစံနဲ့ချင်းတို့တော့ဒါပပီးမောင်လေးနဲ့ဒီစင်တီမြတ်နဲ့ရွေးထားတယ်ပေါ့နော်အန်တီဗီလေးကဟိုရွေးထားတယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့ဒီကြောက်ရှင်လဲဟိုတကယ်လို့အနှမ်းသိမ့်တော့ပြီးအမိရိုင်းခေါ်ပါပါပိတ်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်သသမောင်းကိုချစ်ပေးကြရဲအားနဲ့ချက်ဒီအပေါ်မှာလည်းနားလည်ပေးကြရဲချစ်ပေးကြရဲပေါ့နော်တချို့လဲသသမောင်းကိုကောင်းကြည့်ခြင်းလို့ပြုပြင်ပေးကြရတာလည်းရှိရဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပိတ်သက်ရှိနေလို့သသမောင်းတို့ဆိုရှိနေရပါသသမောင်းတို့မိသားစုတူတူတယောက်ချင်းစီတိုင်းကိုချစ်ပေးရဲအတွက်လဲပိတ်သက် က်ကြီးအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။